အင်တာနက်ပေါ်မှာပြန့်နေနေတဲ့ခရိုနီသတင်းတဲ့သတင်းကိုခုလိုတုတ်ပြန်ခဲ့တဲ့ပိုးမမီတာချမ်းသာရေးဘောစီခရိုနီသတင်းကြီးတယောက်နဲ့တွဲနေပြီးတော့သတင်းတွေထွက်လာတာကတော့တရုတ်ဆောင်မင်းသမီးလေးပိုးမမီတာပါပိုးမမီတာဆိုတာကတော့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့တရုတ်ဆောင်နေတဲ့တသက်ဆမင်းသမီးလေးတယောက်ပါဒါပြင်တရုတ်ဆောင်မင်းသမီးလေးပိုးမမီတာဆရာဝန်တယောက်လည်းဖြစ်ပါရည်အစောပိုင်းမှာတော့ပိုးမမီတာဟာဆိုတော့ဆိုင်ဆိုင်ခက်လန့်တဲ့တွဲနေရေးဆိုပြီးတော့သတင်းတွေထွက်ခဲ့တာပါဒါပေမဲ့လည်းပိုက်တကူရဲ့မင်္ဂလာပွဲမှာတော့ပုံမမီတာကိုချမောလာပကခံရတဲ့အမျိုးသားတယောက်နဲ့အတူတူ ပွဲတက်တဘုံရိုက်ခဲ့တာကိုမြင်တွေ့ကြရပါတယ်။ဒါကြောင့်လည်းပုံမိသားခရိုနီထိတ်တန်းတတိတယောက်နဲ့တွဲနေတာလားဆိုပြီးတော့ထင်ကြည့်ပေးနေကြတာပါ။မြန်မာနိုင်ငံမှာချမ်းသာကျဲဝါတဲ့တတိတွေနဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးတွေတွေ့တာကအစဉ်လာတစ်ခုလို့ဖြစ်နေပါပြီ။ဒါမှမဟုတ်ခုကမှတော့ပုံမိမိသားကလူတွေသိကျင်နေကြတဲ့သူမရဲ့ချစ်ရိတ်ကိုခုလိုဝန်ခံလိုက်ပါတယ်။ပေါ်မိသားသူမနဲ့အတူတွဲရိုက်ထားတဲ့သူဟာသူမရဲ့ချစ်သူမဟုတ်ဘဲအမှုပညာလောကကနာမည်ကြီးညွန်ညာဒိုက်တာတူဖြစ်ကြောင် အဆိုပါအမျိုးသားကလည်းဒေတာတူဆိုတာကိုလည်းအနုပညာသားပိုင်းကသူတွေလည်းသိကြကြောင်းသူတို့ကလုံဖို့ကိုင်းမဲ့ချစ်ချင်းဓာတ်ပုံတွဲရိုက်တာသာဖြစ်တယ်လို့ဆိုပါတယ်။ပေါ်မီတာကသူမမှာချစ်သူရည်သားမရှိသေးလို့လည်းပြောလာတာပါ။အစောပိုင်းမှာတော့ပရိသတ်တွေကပေါ်မီတာဟာချစ်သူရနေပြီဆိုပြီးတော့ဝမ်းနဲ့နှမျောနေကြတာပါ။အခုတခါမှာတော့ပေါ်မီတာဟာသူမမှာချစ်သူမရှိသေးကြလူတွေကအထင်လဲနေတာသာဖြစ်ကြောင်းပြောလာလို့လည်းပရိသတ်တွေကစိတ်အိပ်သွားကြရပါတယ်။